တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးတင်ညွန့်ရဲ့ဥတန်းရွှေဤရေဒီယာများနဲ့အခြားစိတ်ဝင်စားဖွယ်အဖြစ်ပြက်များစာအုပ်ကို အပိုင်းနှစ်အနေနဲ့ဆက်လက်နားဆင်ရမှာဖြစ်ပါတယ် ရဲတရာသမီးတော်ကြီးကြွချီတော်မူလာမည်ဆိုသောကြောင့်ចောင်းဝင်းတစ်ခုလုံးလှုပ်လို့ရွရွဖြစ်နေကြသည်တောចောင်းကလေးတစ်ချောင်းဖြစ်သောကြောင့်ရခင်ကလူသူအရောက်ပေါက်နေတော်လဲရသေးကြီးဥဒိတ်တိအစွမ်းကမင်းတရားကြီးနဲ့သမီးတော်များထံပေါက်သွားပြီးယခုတော့တိုင်းကျော်ပြည်ကျော်ဖြစ်ကုန်သည်ဥဒိတ်တိကနည်းနည်းရရပုတ်ကူမဟုတ်ထွက်ရက်ပေါက်လူလူပထမန်လူလူအဘဆရာလူလူဤနေရာသို့ရောက်လာခြင်းဖြစ်သည် အလုံးစုံစွမ်းသည် ဘေးဒင်အင်းလက်ဖွဲ့အဆောင်တွေကအောင်သည်လင်းခွဲမရခွဲလင်းဘူးမရကန်အားလုံးလုတ်ပေးနိုင်သည်ဥဒိတ်တီဓာတ်စည်းဒီကိုခံကျင်သည့်အမျိုးသမီးတို့မှာ တိုကင်ယူခြင်းကိုပင်ညအိတ်စောင့်ရသည့်အထိဖြစ်လာသည်ရန်ကုန်ကသမီးတော်ကြီးကြွချီလာမည်ဆိုသောကြောင့်ဘောင်းမီဝင်းများတော်တဲ့ကြောင်းထဲတွင်ပြာရာခတ်နေကြသည်ရသေးကြီးကိုတောင်းပန်ပြီးညအိတ်ခါလာစောင့်ညသည့်လက်နက်ကင်တွေကလည်းចောင်းပတ်ဝင်းကျင်တော်တဲတွင်အပြည့်ရှိနေသည် ယနေ့ဥဒိတ်တိဓာဏံပိတ်တိသမီးတော်ကြီးအတွက်အထူးအစီရင်နေဟုဆိုသည်ကျောင်းဝင်းတဲ့ဒစိမ့်တရံစာတွေကိုညကလေးကနှင်ထားသည်ယသေးကြီးကတညလုံးဂူအောင်ပြီးအစီရင်များစီမံနေကြောင်းသတင်းတွေထွက်ပေါ်နေသည်နောက်တနေ့ဆယ်နာရီခန့်တွင်တော်လန်တိုင်းကားမဲရောင်တဒန်းကြီးဝင်လာသည် ကားတွေအတွင်းထဲတွင်မြည်သူလိုက်ပါလာမှန်းမြည်သူမျှမသိရစုစုပေါင်းကားအမီ၅စီးနှင့် လက်နိုင်ကိုင်းအဆောင်ရှေတစည်းနောက်တစည်းချမ်းရံကတောလန်တိုင်းဝင်လာကြခြင်းဖြစ်သည်။ကျောင်းဝင်းတွင်အဘဒဏ္ဍန်းရှိတွင် ကားတန်းကြီးကရက်လိုက်သည်။ဘောင်းမီဝဲလက်နိုင်ကိုင်းတယောက်ကအလဲကောင်မှကားတကားကိုရွသေးစွာသွားဖွင့်လိုက်ပြီးဖြူဖြူဖွေးဖွေးခတ်တုတ်တုတ်ခြေထောက်တစ်ချောင်းမြေနီလမ်းပေါ်သို့ကျလာသည်။မျက်မှန်အမဲကြီးတက်ထားသည်ခေဆန်းဆန်းအမျိုးသမီးတယောက်ကားထဲမှထွက်လာသည်။အသင့်စောင့်နေသောချိတ်ထမင်းဝိအမျိုးသမီးတယောက်က လမ်းဆန်းကိုရိုသေစွာသွားကမ်းတော်လဲလက်ခါပြခြင်းခံလိုက်ရသည်အဖဘဲမှလဲအမျိုးသမီးကလေတံမာမာဖြစ်မေးလိုက်သည်ကို အပွင့်ခတ်များနဲ့ဘောင်းမီဝတ်တူးကရိုကျိုးစွာခါကင်ပြီးအဖဒဏ္ဍန်းကူထဲမှာညကလေးကမထွက်လာသေးပါဘူးအချိန်မရဘူးအဖကိုထွက်လာခိုင်းလိုက် အပွင့်ခတ်နဲ့ရာရှိတူးကတဲနန်းအတွင်းသို့ပြေးဝင်သွားပြီးတယောက်ကိုရှာကတီတိုးသွားပြောလိုက်သည် အကြာမီယောဂီဝိတ္တဦးကမောင်ကြီးကိုအဆက်မပြတ်ထုလိုက်သည်မောင်ထုပြီး10မိနစ်ခန့်တွင်တောင်ဆောင်ကို ဖောက်ထားသည့်ဂူတကားပွင့်လာသည်ဖြူဖြူနုနု ရောင်တစောင်းနှင့်မုတ်စိတ်ရှိရှိဘိုးတော်တိတ်ထီသည်တောင်ဝေးတစ်ချောင်းကိုအပြူရင်တလန်းချင်းထွက်လာသည်တဲနန်တွင်သို့ဘိုးတော်ဝင်သွားပြီးမြည်သူကိုမျှမကြည့်ပဲတန်ငါစင်ပေါ်တွင်တင်မြင်ခွေကသွားထိုင်နေသည်မြတ်မှန်မဲကြီးတတ်ထားသည့်မျိုးသမီးသည် တဲနံတွင်ခင်းထားသောဖြာချမ်းများပေါ်တွင်ထိုင်ရခေါင်းတို့ထရခေါင်းတို့ဖြစ်နေချိန်တွင်ချိတ်တမိန်ဝတ်ထားသည့်အမျိုးသမီးတဦးကပြေးဝင်လာပြီးသူခြုံထားသည့်ပဝါဖြင့်နေရာကိုခါပြီးကဖြန့်ခင်းပေးလိုက်သည်အမျိုးသမီးကပဝါပေါ်တွင်ကြုံကြုံလေးထိုင်ပြီးအဘကိုကြော့လိုက်ခါအဘသမီးပြောထားတာလေလုပ်ပြီးပြီလားအေးအဘတညာလုံးစီရင်ပေးနေတယ်သမီးတော်ရဲ့ကဏ္ဍပဲကြံ့တော့တယ်ဘာများလဲအဘ ဓာတ်ပုံတွေပါသလားကွနှစ်ပုံစလုံးပါလာပါတယ်အဖအေးဒါဆိုရင်လဲလိုက်ခဲ့ကြကွအဖတိတ်တိတ်ဒီပျော်ပျော်ဆူဆူနဲ့ကွန်းတရာငုံပြီးရှေ့ကထွက်သွားရာနောက်ကဒဒန်းကြီးလိုက်လာခဲ့ကြသည်အဖတိတ်တိဥတီသွားနေသည်ကဒန်းနန်းနဲ့ဂိုက်တရားလာဝေးသည့်နေရာကိုဖြစ်သည်အမျိုးသမီးကြီးကမျက်မှန်ကိုကောက်တက်လိုက်သည်အပွင့်ခံများပိုင်ရှင်အရာရှိတို့ဦးက ထီကြီးတလက်ကိုဖြွင့်ပြီးအပြေးလေးလိုက်မိုးပေးလိုက်သည်ထိုအဖွဲ့သည်တဲထားဒီမှာကြာဟန်မတူသေးသည်ဇေဒီလေးတစုနီးသို့ရောက်လာကြသည်ဇေဒီတောင်ဘက်တွင် တူးထားသည့်ကံကြီးတကံရှိသည်ဗသိတိကကံမောင်ပေါ်တွင်ရက်လိုက်ပြီးအချက်ပြလိုက်ရာဇေဒီပေါ်မှ မောင်းတန်ကြေးစီတန်းများထွက်ပေါ်လာသည်အဘကတစ်ခုခုကို ရေရွတ်နေရာကနောက်သို့လှည့်ပြီးဓာတ်ပုံတွေပေးလေဟုလှမ်းတောင်းလိုက်သည် အရာရှိတယောက်ကမှန်မောင်တက်ထားသည့်ဓပုံကြီးနှစ်ပုံကိုကင်လာပြီးအဘရွှေတွင်ရက်လိုက်သည်ဓပုံတစ်ပုံကနိုင်ငံရေးမှအနားယူသွားသည့်ဘိုးချုပ်ကြီးတယောက်ပုံဖြစ်သည် နောက်တစ်ပုံကတော့အမျိုးသမီးကြီးတယောက်ပုံဖြစ်သည်အဲ့ဒီနှစ်ပုံကိုကြောကတ်လိုက်ဟုအဘကပြောလိုက်သည် အရာရှိကြီးကရောင်နာနာနှင့်ဓပုံနှစ်ပုံကို ကြောချင်းကတ်လိုက်သည်ရော့ကွဒီကျိုးတွေနဲ့ပုံတွေကိုပူးချီလိုက် ဆိုကခါတွင်ပတ်ထားသည့်ခပန်းကျိုးလိုလိုပိတ်ကျိုးလိုလိုကျိုးနှချောင်းကိုထုတ်ပေးလိုက်ပြီးဓာတ်ပုံနှစ်ပုံကိုကြောချင်းကပ်ကျိုးများချီပြီးသည့်အခါတွင်အဘကခြေစုံရက်ပြီးဗဇက်ကတွတ်တွတ်ရွတ်နေပြန်သည်ကဲတမီးတော်ကိုယ်တိုင်ဓာတ်ပုံတွေကိုယူလိုက်မောင်းသမားတွေလာစမ်းဖျားပေါ်တွင်ရက်နေသောမောင်းထန်းသမားများကိုလှမ်းခေါ်လိုက်ပြီးအလွန်ကြီးမားသောမောင်းကြီးတစ်လုံးကိုထန်းသူနှစ်ယောက်ဘူးကိုင်းသူတစ်ယောက်ဖြင့်ရောက်လာသည် ။တမီးတော်အဘကဖနောက်တစ်ချက်ပေါက်ရင် မောင်းတစ်ချက်ထုလိမ့်မယ်။အဲ့ဒီအချိန်မှာတမီးတော်ကဓာတ်ပုံကိုအပေါ်မြှောက်ပြီးသွားဟဲ့သွားဟဲ့သွားဟဲ့လို့သုံးငိန်អော်ရမယ်။ကျန်တဲ့လူတွေကတမီးတော်ကြီးអော်ပြီးရင်အောင်ပြီးအောင်ပြီးအောင်ပြီးလို့သုံးငိန်អော်ရမှာကွ။နားလေကြရဲ့လား။အဘသည်ညွှန်ကြားချက်များပေးပြီးနောက်တပည့်တယောက်ကိုလက်ပြလိုက်ရာ ကျမလေးတကောင်ကိုယူလာသည်အဘကဓာတ်ပုံကို တောင်းလိုက်ပြီးတပည့်လေးကိုကန်ခိုင်းထားကာ ကြက်မကလေးကိုခါကြတဲ့ကဓားကိုထုတ်ပြီးတစ်ချက်တည်းခုတ်လိုက်သည်ပန်းထွက်လာသောသွေးများကိုဓာတ်ပုံနှစ်ဖက်စလုံးသို့ဖြန့်ပတ်လိုက်သည်တမိတော်ကြီးမျက်နာကယွန့်တွန့်တွန့်ဖြစ်သွားသည်ထို့သို့ဖြင့်ဖနောင်းနှစ်ပေါက်မောင်းကိုထု သွားဟဲ့ဟုငေသံပါအော်အော်အောင်မီဟု အော်လိုက်သောအတန်များသည်ကျောင်းပဝင်းကျင်တော်ရယ်တွေမှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားစေတော်သည်အစီရင်များပြီးသောအခါအဘသည်ကံထဲသို့ဆင်းသွားသည် ရေဆက်တွင်ငပြောတုံးများဖြင့်လှုပ်ထားသည့်ဖောင်တစ်ခုရှိသည်ငပြောတုံးငါးတုံးဖြင့်ဖောင်ဖွဲ့ထားခြင်းဖြစ်သည်အဘကအချက်ပြလိုက်ရာဓာတ်ပုံကိုယူပြီးအရာရှိတစ်ယောက်ကခံထဲသို့ဆင်းလာသည်အဘကဓာတ်ပုံနှစ်ပုံကိုငပြောဖောင်ပေါ်ရှိဝါရမ်းပေါ်ထောင်လိုက်ပြီးကြိုးချီထားရန်ပြောလိုက်ရာ အရာရှိက လိုက်လုပ်ပေးနေရသည်အလုံးပြီးလျင်အဘကသွားဟသွားဟသွားဟ သုံးညိအော်ပြီးဖောင်ကိုရေလေသို့တွန်းလွှတ်လိုက်သည်။ဖျားပေါ်မှခေါင်းလောင်းတန်မောင်းတန်ကြေးစီတန်များစုညံစွာထွက်ပေါ်လာသည်။အဘကကံပေါ်သို့ပြန်တက်လာပြီးဇိတံမေဇိတံမေဟုအော်ကာဖနှောက်ဖြင့်မြေကြီးကိုပောက်လိုက်သည်။မပူနဲ့သမီးတော်မကြခင်အားလုံးအစဉ်ပြေသွားလိမ့်မယ်။ကျင်းသည်သွားတော်မယ်။အဘစကားမှန်လှသည်။စွန့်လဲစွန့်သည်။မြေသည့်နေရာကိုဥတီပစ်လိုက်သည် မြားကြံမှန်မသိရတော့လေနောက်၃ရက်ခန့်ကြာတော့ခါဘိုးချုပ်ကြီးတယောက်နဲ့ရွာဆန်းကံတော်ကုံချောင်းသတင်းစာထဲတွင် ပါလာသည်ထိုနေ့တွင်ဘာသိတိဂူအောင်နေသည်မှာ၃ရက်မြောက်နေ့ဖြစ်ပြီးစွန့်ကဲ့ရန်ဝင်သွားသည့်မာဓုဂါမာလေးတယောက်ပျောက်နေသည်မှာလဲတိုက်ဆိုင်စွာ၃ရက်ပျောက်သောနေ့ဖြစ်သည်တနည်းဆိုလျင်ဘာသိတိအောင်သေးအောင်သာစားသောနေ့ဟု ဆိုရမလားမသိ1988ခုနှစ် ဥသောမောင်အာနာရရှိပြီးနောက်ပိုင်းပဲခူးမြို့၌ဖြစ်ပျက်ခဲ့သောအဖြစ်ပျက်တစ်ခုဖြစ်ပါသည် ဦးတန်းရွှေဤရဲတရာ၃ကောလာဟာလကိုမြန်မာနိုင်ငံတွင်နိုင်ငံရေးအရာလဲအသုံးချလေရှိကြောင်းတွေ့ရသည်စစ်အစိုးရအုပ်ချုပ်သည့်ကာလတွင် မီဒီယာကိုလဝကြီးအုပ်ထားသောကြောင့်ကောလာဟာလသည်အရက်ထဲတွင်ပြန့်နှံ့နေနိုင်တော်လဲမီဒီယာထဲတွင်တွေ့ရခဲကြားရခဲလာသည်1992ခုနှစ်ဇန်နဝါရီလတွင် ကောလာဟာလတစ်ခုသည် အထက်မြန်မာပြည်တွင် ပြန့်နှံ့သွားခဲ့သည်ရင်ကောလာဟာလမှာ ဖားကမွေကိုမျိုးသည်ဆိုသောသတင်းဖြစ်သည် ထိုသတင်းသည်မြမအယူဆဖြင့်ကြည်လျင် နမိတ်မကောင်းသည့်သတင်းတစ်ခုဖြစ်သည်လူတွေကထိုသတင်းကိုအတိတ်နမိတ်ကောက်ပြီးတော်လန်ရည်တရက်သို့မဟုတ်လူတို့အုံကြွမှုကြီးတရက်ပေါ်ပေါက်လာနိုင်ကြောင်းပြောဆိုနေကြသည် လူတွေပြောနိုင်သည့်အထောက်ထားတွေကလည်းရှေးခေတ်ကတည်းကမြမဇက်နီပတ်တော်များတွင် ရှိနေခဲ့ပြီးဖြစ်သည်ဗုဒ္ဓလက်ထက်ကတည်းကဟောကြားတော်မူခဲ့သည့်ကောတလအိမ်မက်16ချက်သေးတွင် ရှင်တို့ဖားကမွေကိုမြူပြီးတိုင်းပြည်ပြက်ကင်းရှိကြောင်းဗုဒ္ဓကဟောကြားတော်မူခဲ့သည်ကိုပြည်သူအများကယုံကြည်နေကြသည်ဖားကမွေကိုမြူသည်ဆိုသောနမိတ်ကိုဗုဒ္ဓကလူပေါင်းတို့မတရားပြုလုပ်ခြင်းများလာသဖြင့်တရားမျှတမှုဆုပ်ယုပ်လာသည့်အခါတွင်အလုံးကကြပြောင်းကြပြန်ဖြစ်ခါအစိုးမယစီမံအုပ်ချုပ်ခြင်းများလဲမထီရောက်တော့ဟူသည့်အ낵ကိုစောင်းသောကြောင့်လူပြောများလာသည့်အတွက် ထိုသတင်းကိုစစ်အစိုးရက ကြောက်ရွံ့လာခြင်းဖြစ်လာခဲ့သည်။ရင်းသတင်းသည်တဖြည်းဖြည်းအောက်မြန်မာပြည်ဘက်သို့လည်းပြန့်နှံ့လာခဲ့သည်။နောက်ဆုံးတွင် ထိုစဉ်ကထုတ်ဝေနေသည့်လौသားပြည်သူနေစဉ်သတင်းစာ၌ထိုသတင်းကိုဖော်ပြရသည့်အထိဖြစ်လာခဲ့သည်။ထိုသတင်းတွင်ဓာတ်ပုံတစ်ပုံဖော်ပြထားပြီးဓာတ်ပုံအောက်တွင် ပုံစံကိုထိုးထားရ၌1990ခုနှစ်နိုဝင်ဘာ30ရက်နေ့တွင်မန္တလေးအနောက်တောင်စိန်ပန်းရက်နေ့ ဥကျော်အိမ်၌လက်မကန်ရွယ်ရှိသောမွေလေးတကောင်ကိုဖားကြီးကမြို့နေပုံဟူ၍ဖြစ်သည်တလက်မှအရွယ်ကြောင့်ဖားကမြို့နိုင်ခြင်းဖြစ်ပြီးအရေးမကြီးသည့်အောင်ပြန်လဲတုံ့ပြန်လိုက်ခြင်းဖြစ်သည်နောက်တနေ့ထုတ်သည့်သတင်းစာတွင်လည်းဖားတကောင်ကိုပုံကြီးချဲ့ထားပြီးမော်ကုန်းကဗျာတစ်ပုဒ်နဲ့တွဲထည့်ပေးထားပြန်သည် ထိုမော်ကုန်းကဗျာကို ရေးသားသူမှာအောင်စီရဆိုသူဖြစ်သည် သူကဖားဆိုသည်မှာမြန်မာပြည်ကို ဆိုလိုကြောင်း မြန်မာပြည်ကြီးနှင့်နိုင်ငံသူနိုင်ငံသားတို့သည်ကောင်းကျိုးချမ်းသာဒုက္ခများရရှိတော့မည်ဖြစ်ကြောင်းစသဖြင့်ကြပြတွင်ရေးဖွဲ့ထားသည်နိုင်ငံပိုင်သတင်းစာများတွင်အဲဒီဒထံပေးစာကဲ့သို့သောဂန္ဓာများပါဝင်ပြီး ထိုဂန္ဓာမှနေ၍နိုင်ငံတော်ဘက်မှဖိမကရေးသားမှုများတွေ့ရသည် ထိုပေးစာရေးသည့်အောင်စရစုသူမှာအမှန်တကယ်ပြည်သူတယောက်ဟုတ်ခြင်းမှလည်းဟုတ်ပေလိမ့်မည်မြည်တို့စူစီအစိုးရမီဒီယာတွင် အစိုးရဝါဒဖြန့်သူများနဲ့ပြည်နေသည်ကိုပြည်သူတွေအလုံးကသဘောပေါက်ပြီးသားဖြစ်သည်သို့တော်ပြည်သူများကြားတွင် ပြန့်နှံ့နေသော ကောလာဟလတစ်ခုကိုနိုင်ငံပိုင်မီဒီယာတစ်ခုကတံပြန်ရှင်းချက်ထုတ်ရသည့်အထိစစ်ဗိုလ်များကြောက်ရွံ့ထိတ်လန့်သွားသည့်ဆိုခြင်းကတော့အမှန်ပင်ဖြစ်သည်စစ်ဗိုလ်ချုပ်တို့သည်အာဏာကိုဆက်လက်ထိန်းသိမ်းလိုသောကြောင့်တွေးယူတွေးတံဖြစ်နေကြသည့်ဆိုခြင်းတည်းရင်းစစ်ဗိုလ်ချုပ်ကြီးများ၏ဇနီးများကမိမိတို့ခင်မုန်းဗိုလ်ချုပ်ကြီးများ အာနာဆက်လက်တည်မြဲစေရန်ပူပီးစိုးရင်တော့ကရောက်ကြကြောင်းတွေ့ရသည်တာရကတခုကို ဖော်ပြလိုပါသည်အချိန်ကညင့်တကောင်ချိန်ဖြစ်သည်ညင့်တကောင်လူကြီးတိတ်ချိန်တွင် ရွှေတကုံဖျားဂုံတော်တဝိုက်လူလဲရှင်းစာပြုနေချိန်၌စစ်ကားတွေရောက်လာကစစ်သားများဂုံတော်အောက်ခြေတဝိုက်တွင်တက်ဖြတ်နေရာယူလိုက်ကြသည် နေရာကအရှိတ်ဘက်မှဖြစ်ပြီးစည်ရင်နန်းကြီးတစ်ခုမမျော်လင့်ပဲရောက်ရှိလာခြင်းဖြစ်သည် ရှင်နှန်းကြီးအလဲတွင်အနဲ့ရောင်မှန်လုံကားကြီးတစ်စင်းပါလာသည် ကားတကားများကိုအနဲ့ရောင်မှန်များ တက်ဆင်ထားသောကြောင့်အတွင်း၌မြည်သူပါလာကြောင်းမသိနိုင်မီအနဲ့ရောင်ကားကြီးသည် ချင်းသိယုတ်ကြီးများရှေ့တွင်ရက်လိုက်သည်ဖျားဆောင်တဲ့အတက်နေရာတွင်စစ်သားများကတရိအနေထားဖြင့်စောင့်ကြက်နေကြသည် ထိုချိန်တွင်စစ်ဗိုလ်တို့ဦးက ကားတကားကိုအပြေးလေသွားဖွင့်ပေးလိုက်သည်အရက်ပုပုအသက်ကြီးကြီးအမျိုးသမီးကြီးတို့ဦးရင်ထဲကထွက်လာသည် စစ်သားများအာလုံသတိအနေထားဖြင့်ကိုကိုတောက်မှတ်လိုက်ကြပြီးအလေးပြုလိုက်ကြသည်အမျိုးသမီးကြီးသည်တောက်တော့ပပပြောင်ပြောင်လက်လက်ဝတ်စားထားသည်မြမရှေးခေမင်းသမီးများကဲ့သို့အင်ကြီးထမိန်များကိုဝတ်စားထားယုံမကပခုံးပေါ်တွင်လည်းကြောက်စိမ့်အောင်ပွားကိုလွှမ်းထားရာ လေထဲတွင်လွင့်ဝဲနေသည်နားတွင်လည်းမြကြောက်ငကက်ကိုပန်ထားပြီးထိုကြောက်ကြီးမှကြီးမားလှ၍တလက်လက်တောက်ပနေသည်ဖျားပေါ်တက်သည့်လှေကားချေရင်းတွင် ထိုမျိုးသမီးကြီးကတစုံတစ်ခုကိုစောင့်တီလာရက်နေလိုက်သည် ထိုအချိန်တွင်စစ်သားများသည်ဂရီဘာအုပ်ထားသောတစ်တာကြီးနှလုံးကိုတည်ဆောင်လာကြသည်အမျိုးသမီးကြီးသည်လှေကားကိုစတင်တက်နေစဉ်စစ်သားများက စကားတလုံးမျှပြောဆိုခြင်းမပြုဘဲတစ်တာများကိုတည်ဆောင်ပြီးသူ့နောက်ကလိုက်ခဲ့ကြရသည်ဖျားဆောင်တဲ့လှေကားတွင်လူသူများ ရှင်းနေပြီးရှေလျားလှသည့်လှေကားကိုအမျိုးသမီးကြီးသည် မကြာခဏနားကတလန်းညင်းတက်နေသည် သူမောသည်ဖြင့်နာသည့်နေရာတိုင်းတွင်ကလထိုင်တလုံးကိုကင်လာသောစစ်သားကချပေးလိုက်ပြီးထိုင်နာတတ်သည်ကလထိုင်ပေါ်တွင်ထိုင်နာလိုက်တိုင်းလဲအမျိုးသမီးငယ်တဦးသည်ရက်တောင်လေးနှင့်မျက်နာကိုခတ်ပေးယုံမကနှစ်ဖူးထက်တွင် ထွက်လာသောချွေးများကိုပင် လက်ကင်ဘွားအဖြူရောင်လေးနှင့်တုပ်ပေးနေသည် ပဝင်းကျင်တွင် လူသူတိတ်ဆိတ်နေပြီးတခါတရံတစ်တာထဲမှအတံများထွက်လာတတ်သည်ဂရီပါဖုံးထားသည့်တစ်တာတလုံးထဲမှ ဝတ်အော်တန်လူလူစူးစူးဝါဝါအော်လိုက်တန်များကို ကြားလိုက်ရသည်ဖျားကုန်းတော်ပေါ်ရောက်တွင်မလုံမရှက်ကြောက်ရွံ့လူရက်ခါစောင့်နေကြသည့်စစ်သားများကိုရင်မြင်တော်ပေါ်တွင်တွေ့လိုက်ရသည်ရင်မြင်တော်ပေါ်တွင်တရားထိုင်သည့်ဇေယများစင်တူများရုပ်တုပေါင်းများစွာရှိသည်စစ်သားများသည်ဖျားကုန်းတော်ပေါ်ရောက်တွင်တဲဆောင်လာသည့်တစ်တာနှလုံးကိုဖွင့်လိုက်သည်တစ်တာတစ်လုံးထဲမှအဖြူရောင်ခွေးလေးတစ်ကောင်ခုန်ထွက်လာပြီး စစ်သားများကချက်ချင်းဖမ်းထားလိုက်ရသည်အခြားတစ်တာတလုံးထဲတွင် အော်ဒန်သာကြားရပြီးထွက်မလာသောကြောင့်စစ်သားများကတွားပြီးဆွဲထုတ်ရာ ကြောက်ရွံ့နေသည့်ဝတ်တကောင်ကိုတွေ့လိုက်ရသည်ခွေးနှင့်ဝတ်လေဘင်းတို့တွင်ပတ်ထားသော လေဘန်များ၌ရွှေကြိုးများချီနှောင်ထားပြီးစစ်သားများကရွှေကြိုးများကို အမျိုးသမီးကြီးလက်ထဲသို့လွှဲပြောင်းထည့်ပေးလိုက်သည်လက်တစ်ဖက်ကဝတ်ကိုဆွဲလက်တစ်ဖက်က ခွေးကိုဆွဲပြီး အမျိုးသမီးကြီးသည်나ยีလက်တန်တိုင်းရွှေတကုံဖျားကိုပတ်လီတော်သည်နေလေကင်းကမိုးရွာထားသောကြောင့်ဖျားရင်မြေပေါ်တွင်မိုးရေများဖြင့်ချောနေသည်အမျိုးသမီးကြီးသည်မိအောင်ဖြင့်ပြောင်လက်နေသည့်ကြောက်ပြားများပေါ်တွင်ရိုင်းတိုင်းတိုင်းရှောက်နေပြီးသူ့မျက်နှာတွင်လူထားသောပေါင်နာများကြောင့်မျက်နှာတစ်ခုလုံးဖြူဖွေးနေတော်သည်အမျိုးသမီးကြီးသည်ခွေးနှင့်ဝက်ကိုဆွဲလာရင်းကပါဇက်မှလည်းတွတ်တွတ်ရွတ်ဖက်လာသည် ညင့်သည်တိတ်ဆိတ်နေသောကြောင့်ရင်းမြေမော်တွင်ဝက်ရှောင်နေသည့်ခြေတံကတတောက်တောက်မြည်နေတော့သည်ဝက်နှင့်ခွေးကိုဆွဲပြီးရေရာခြေသည့်နေက2009ခုနှစ်စက်တင်ဘာလဖြစ်သည် ခွေးသည်တနင်္လာနံဖြစ်သည်တနင်္လာနံရကခဂဂငနေနံအလုံးနှင့်သက်ဆိုင်သည်ဝက်သည်ဗုဒ္ဓခူးနံဖြစ်သည်ဗုဒ္ဓခူးနံဆိုသောကြောင့်ရရလဝနေနံများနှင့်သက်ဆိုင်နေသည် တနင်္လာနံနဲ့ဗုဒ္ဓဟူးနံကို ထိမ့်ချုပ်ပြီးဆွဲလာသည်ဆိုသည့်သဘောကို နားလည်ရခက်လာသည်အချို့ကလည်းဒေါအောင်ဆန်းစုကြည်သည် အင်္ဂါသမီးဖြစ်သောကြောင့်တနင်္လာနဲ့ဗုဒ္ဓဟူးကြားတွင် သူကျိုးဆွဲတိုင်းပါရမည်ဆိုသည့်သဘောတက်ရောက်ကြောင်းပြောသူတွေကပြောနေကြသည်အချို့ကလည်းဒေါအောင်ဆန်းစုကြည်နံပါသည့်တနင်္လာနံခွေးနှင့်လူမှုအိဗယ်တက်ရောက်သည့်နံပါသောဝတ်တို့ကိုမိမိတို့ကျိုးဆွဲရနောက်သို့လက်ရမည်ဆိုသည့်သဘောဖြင့် ရတရားလာချေခြင်းဖြစ်သည်ဟုဆိုကြပြန်သည်မြည်တို့ဆိုစီစေဆိုးရခဲ့ဘိုးကြုံများဘာဝင်သူတို့အတိုင်းဝိုင်းများသည်ဖျားကူနက်ကူများ မကြခဏလှုပ်လေရှိကြသည်စေဆိုးရခစ်တွင်ဘေးတွင်နတ်ဆရာဘိုးတော်များသာမကအကြမြင်ရသည်ဆိုသောသူများပင်တထေးဖြစ်ခါအခွင့်တူးကံလူဒန်းစားများဘဝရောက်ကြရသည်ထိုသူများကိုစစ်ဘူများကမြောက်စားတတ်သောကြောင့်ဘိုးပေါက်ကရောပေါက်ဖြစ်သွားလျင် ်နေချင်းညာချင်းတထေးဖြစ်သွားတတ်သည် ထို့ကြောင့်မြည်သည့်နည်းဖြင့်ရေရရာခြေရသည် ဆိုစီဘိုလိုလိုက်ဘိုကြိုက်ဆောင်ကလှုပ်ပေးလေရှိသည်ဥနေဝင်ခစ်ကလည်းနက်နက်နှစ်နာရီနှင့်၄နာရီကြားတွင်ရွှေတကုံဖျားသူမကြခဏလာရောက်တတ်သည်ထိုအချိန်များတွင်မှစစ်ကားရင်နှန်းများအဆောင်ရှောက်များနှင့်ရောက်လာတတ်သောဥနေဝင်သည်မြည်သည့်အစီမံအစီရင်များကိုလှုပ်ဆောင်သွားသည်ကိုမြည်သူမျှမသိကြတော့လေ အာနာရှင်ခေအဆက်ဆက်ရွှေတဂုံဖျားပေါ်တွင်အစီရင်များလာပြီးလှုပ်ဆောင်လေးရှိကြသည်မှာလူတိုင်းအသိဖြစ်သည် သို့သော အာနာရှင်တို့သည်တည်မြဲနိုင်ခြင်းမရှိ တနည်းမဟုတ်တနည်းဖြင့်ကြဆုံကြရသည်သာဖြစ်သည်ရေရရမြည်မြကောင်းကောင်းပြည်သူ၏စန္ဒပေါင်းကိုမြည်သည့်အာနာရှင်ခေါင်းဆောင်မြလွန်ဆန်နိုင်အပ်မထင်မီ reference the chicken and the scorpion kaiko to sa The bad news for the king, Emma Larkin. ဥတန်းရွှေဤရေရလေး မြမစစ်အာဏာရှင်များအကြောင်းနားလည်ခြင်းလျင်မြမရိုးရာအယူသည်ဆွဲလန်းမှုများအကြောင်းကိုလည်းအတော်လေးတီးခေါက်နားလည်ထားရန်လိုအပ်သည်ဘေးဒင်းဆရာ၊နတ်ဆရာ၊ဘိုးတော်စသည်တို့သည်စစ်ကောင်းဆောင်ဘိုးချုပ်ကြီးများနှင့်များစွာပတ်သက်နေသောကြောင့်ဖြစ်သည်ဥနေဝင်းမိသားစုအရာကျသွားသည့်အခါတွင်သူတို့ကိုးကွယ်သောဘေးဒင်းဆရာများထောင်နှံဆန်သွားကြရသည်အလားတူဘိုးချုပ်ခင်ညွန့်ကြာဆုံးခန်းရောက်ချိန်တွင်လည်းသူအလွန်မင်းအရေးပေးအားထားကိုးကွယ်သည့် ဘိုးတော်တန်းလာ ဖန်စီထိမ့်သိမ့်ခံလိုက်ရသည်ကိုကြုံမူကြီးတန်းရွှေဤမူလအခါပြီးမှတီလာရှင်ဆရာကြီးတစ်ပါးဖြစ်သည် ထို့ပြင်သူ့မြေတော်လေးကလည်းသူ့အတွက်လက်ကောင်လေးဖြစ်နေသည်ဘိုးကြုံမူကြီးသည် သူ့ကိုးကွယ်ထားသည့်ဟူယာပယောဟိတ်များ၏အခါပေးအကြံပေးမှုမပါဘဲမြည်သည့်အရာကိုများဆုံးဖြတ်ချက်မချဟုပင်ဆိုကြသည်မြန်မာနိုင်ငံတွင်ထို့သို့ဟူဆက်ဆက်ဒီဆက်ဆက် ဆွေဆောင်ရသောဂမ်ဘီယာပညာရှင်တွေကများလာသည် ဖိုထိုးသည့်ဘုံကြီးများနတ်ဆရာများ ပီယာစေဖော်ပေးသူများအောက်လန်းဆရာများ အလွန်ပေါ်သောတိုင်းပြည်ဖြစ်နေသည်မြန်မာနိုင်ငံတွင်အထင်ရှားဆုံးနှင့်အများဆုံးလှုပ်လေရှိသည့်အတက်မှာရဲရယာဖြစ်သည်ရဲရယာဆိုသည်မှာအနောက်နိုင်ငံမှ အောက်လန်းအတက်ပညာဘူဒူခတ်စင်စင်ဖြစ်သည်ဘေးဒင်ဆရာများက ရိုးရာဒလိအစီမံများဖြင့် ကန်ဆိုးခြင်းများကိုကာကွယ်တားဆီးပေးနိုင်ရန် အစီရင်လုပ်ငန်းတစ်ခုဖြစ်သည်ရဲရဲချေလျင်ခြေမြည်သူ၏မွေးနှံကိုတည်ရန်လိုပြီး ထို့သို့တိမှသာရှောင်လွှဲနိုင်မည့်ဤများကိုစောင့်ရက်နိုင်သည်ဟုဆိုသည်ဖျားများတွင်အိတ်ဆောင်ရွယ်စာအုပ်ကလေးများကိုဝယ်ပြီးတမန်အညက်များကိုရှောင်လွှဲနိုင်ရန်စာမီးပွဲအောင်မြင်စေရန် အိမ်သစ်စောင့်ရန်ရဲရဲများကိုလည်းကိုယ်တိုင်စောင့်ရန်ရှောင်ရန်များဖြင့်လှုပ်ဆောင်နိုင်ကြသည်ဥပမာ တင်းငွေနေနေမွေးဖွားသူတူဦးသည်ဝမ်းပိုင်လွန်မဲနာကျင်နေသည်ဆိုပါကသူ့ကိုဖျားသူသွားပြီးဖျောင်းနိုင်ကိုတိုင်းနှင့်ပန်းဆယ်ပွင့်သွားကတ်ခိုင်းလိုက်မည် ထို့ပြင်ပြတနာတိုင်းတွင် သူ့နေကైနန်းကైဖြည့်ရှင်းနိုင်သောပန်းများရှိသည်တတ်မှတ်ထားသည့်နေနံလိုက်ဖျားထောက်များရှိသည်မြည်သည့်နေ့မြည်သည့်ချိန်တွင်လှုပ်ဆောင်ရမည်ဆိုသည့်တတ်မှတ်ချက်များရှိသည်ယင်းတို့သည်ရေရာများပင်ဖြစ်သည်၂၀၀၇ခုနှစ်စက်တင်ဘာလကဖြစ်သည် ဘိုးချုပ်မူကြီးဤဇနီးသည်ရွှေတကုံဖျားသို့ရေရရာခြေရန်ရောက်ရှိလာခဲ့သည်သူနှင့်သူဆောင်ယူလာသည့်အဆောင်များက ခွေးတကောင်နှင့်ဝတ်တကောင်ဖြစ်သည်ကျမအနေဖြင့်ထိုသို့တရိတ်ဆန်များကိုအဘဲကြောင့်ဖျားသို့ခေါ်လာသည် ဆိုခြင်းကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရသည် နောက်ပိုင်းစင်သာကြီးမှဒေါအောင်ဆန်းစုကြီးဩဇာအာဏာကိုမိမိန်သွားစီရန်ပြုလုပ်ခြင်းဖြစ်ကြောင်းသဘောပေါက်သွားခဲ့သည် ခွေးဆိုသည်မှာတနင်္လာနံကိုကိုစားပြုသည် ဝတ်ဆိုဒီမာဗုဒ္ဓဟူနံဖြစ်သည်ဒေါံဆန်းစုကြည်သည် အင်္ဂါသမီးဖြစ်သည်အင်္ဂါနေ့တွင်ဗုဒ္ဓဟူနှင့်တနင်္လာနေ့နှစ်ခုကြားတွင်ရှိသည်ဝတ်ကိုတစ်ဖက်ခွေးကိုတစ်ဖက်ထားကာဖျားကိုပတ်ချင်းဖြင့်အင်္ဂါသမီးကိုမလှုံနိုင်အောင်ချုပ်ကင်လိုက်ခြင်းသာဖြစ်သည်အခြား theory တစ်ခုကလည်းဖျားပေါ်တွင်ခွေးနှင့်ဝတ်ကိုပြေးခိုင်းခြင်းဖြင့်ကြောက်နေသည့်ဘိုးချုပ်ကြီးများဒုက္ခအပေါင်းကလွတ်ကင်းစေရန်လဲဖြစ်နိုင်သည်တရိစ္ဆာန်၎င်းကို ဘိုးချုပ်မူကြီးကတော့ဥဆောင်ခေါ်သွားနိုင်သည်ဆိုခြင်းမှာသူတို့မိသားစုပေါ်တွင်ကြရောက်လာမည့်ဘေးဒုက္ခများကိုရှောင်လွှဲနိုင်စေရန်ပြုလုပ်လိုက်ခြင်းလည်းဖြစ်နိုင်သည်အချို့ကလည်းယင်းဘိုးချုပ်မူကြီးကတော့ဒီဝတ်ကိုစီးသည်ဟုဆိုသည်မြို့သူဆိုစီယင်းတို့လှုပ်ဆောင်ချက်များသည်အောက်လန်းနီးများသာဖြစ်ပြီးအာနာရှင်တို့ကြောက်ရွံ့နေကြကြောင်းပိုပြီးပေါ်လွင်ထင်ရှားနေတော့သည်မြမနိုင်ငံတွင်ဂါထာမန္တန်အလွန်စွမ်းသည်ဆိုသောဘိုးရာသာဆိုသူက ကျမကိုကက်ကင်းဆိုသည့်သဘောတရားများရှင်းပြသည်ကက်ကင်းသဘောတရားကိုတည်တော်မှာထိုပုဂျုံမူကြီးကတော်အဖေကြောင့်ရွှေတကုံဖျားပေါ်ညနေတကောင်တွင်ဝက်နှင့်ခွေးကိုခေါ်ပြီးလက်လျှောက်ရသည်ဆိုသည့်အကြောင်းကိုသဘောပေါက်တော်သည်ကက်ကင်းသည်မြမတို့၏နေနံလိုက်ခေါ်ဆိုသောအမိများနှင့်လည်းဆက်ဆက်နေသည်ထိုနေနံများနှင့်ဂျိုးတစ်ခုခုကိုလည်းကိုစားပြုနေပြန်သည်၂၀၀၆ခုနှစ်လောက်က ကက်ကင်းရိုက်ပြီး policy တစ်ခုချမှတ်လှုပ်ဆောင်ခဲ့သည်နှင့်ကြုံတွေ့ခဲ့ရသည်ပြည်သူတို့ကိုကြက်စုပင်စိုက်ပျိုးခန့်ညင်ဖြစ်သည်နိုင်ငံတော်မီဒီယာများကလည်းကြက်စုစည်းမှဇီဝလောင်စာကိုထုတ်ယူနိုင်ပြီဖြစ်သောကြောင့်နိုင်ငံအတွက်လိုအပ်နေသည့်လောင်စာစွမ်းအင်အားဖြည့်တင်းပေးရာရောက်ကြောင်းမြှောက်ပင်ရေးကြသည်ကျဆူပင်များကိုလမ်းဘေးတလျှောက်ကျောင်းများနှင့်အစိုးရယုံအဆောက်အုံများတွင်အလုံးစိုက်ပျိုးကြရသည်မြို့နယ်တိုင်းတွင်တပ်မတ်ထားသည့်စိုက်ကွင်းများတွင် ကျက်စုပင်များကိုခွဲတန်းရစိုက်ပျိုးနိုင်ရန်အတွက် အပင်ပေါင်များကိုမှားချပြီးလူလူလှုပ်ရှားမှုအသွင်ဖြင့်စိုက်ပျိုးကြရသည်ကျက်စုစိတ်ကို စီထုတ်ရန်သာမကအကိုင်းခတ်များကို ထင်းဆိုင်နိုင်ကြောင်းစီကျိတ်ပြီးကြံသည့်ကျက်စုစိတ်အဖက်များကိုမြေဩဇာဖြင့်တုံးနိုင်ကြောင်းကျက်စုစီသည်စေဝါပစ္စည်းများထုတ်ရာတွင်မှအထောက်အကူပြုကြောင်းမီဒီယာများကဝါဒဖြန့်ညာသည်ဗိုလ်ချုပ်မှုကြီးကတော်ကိုတိုင်ရန်ကုန်တွင်ကျက်စုပင်များကိုစိုက်ပြီး ရေသွန်းလောင်းခြင်းကိုနမဲကြီးတကိုးကြီးဖျားရှိဗိမ္မာတစ်တခုအနီးတွင်အခမ်းအနားဖြင့်ကျင်းပပြုလုပ်ခဲ့သည်တတ်မှတ်ထားသည့်အချိန်ရောက်သည့်အခါတွင်မှ ကျက်စုပင်မှအသီးများသည်ထင်သလောက်ထွက်မလာသဖြင့်အခက်ကြုံရရသည်လေယာဆိုင်ပြိုးရင်းနှင့်စီးပွားရေးပညာရှင်များကကျက်စုဆိုင်ရန်တိုက်တွန်းနှိုးဆော်နေခြင်းသည် ပြည်သူကိုလှည့်စားခြင်းဖြစ်ကြောင်းသဘောပေါက်ကြပြီး ထိုအကြံပေးများကိုလည်းပြည်သူတို့ကမုန်တီးကြတော်သည် မြန်မာနိုင်ငံတွင်ကျက်စုဆိုသည့်စကားဤပထမအခေယားကျက်မှာတနင်္လာနံဖြစ်ပြီးစုမှာအင်္ဂါနံဖြစ်သည်ဒေါအောင်ဆန်းစုကြည်အမိကိုအတူကောင်းအားဖြင့်စုကြည်ဟုသာတုံးလေရှိကြသည်စုကြည်ကိုကက်ကင်းသဘောတရားအရပြောင်းမြန်ပြန်လျင်ကျက်စုကြည်စုနှင့်တွားကိုက်ညီသည်တို့ဖြစ်ရာတနိုင်ငံလုံးအနှံ့ကျက်စုကိုစိုက်ပျိုးခိုင်းထားခြင်းသည် ကက်ကင်းရိုက်ပြီးတကူဩဇာအာနာတို့ရောပါသွားစီရန်လှုပ်ဆောင်လိုက်ခြင်းသာဖြစ်သည်ဘိုးရာသာက ကျမကို ထိုအကြောင်းရာများအလုံးရှင်းပြနေသည်တနည်းအားဖြင့်မှော်ရောင်ရောင်အောက်လန်းရောင်ရောင်စီရင်ဆောင်ရွက်ခြင်းပေါ်အထင်မြင်သေးစွာဖြင့်ရှင်းပြနေခြင်းဖြစ်သည်ရရယာသည်ကိန်းကနဲများနှင့်လည်းပတ်သက်နေသည်မြမပြက်ကလေးနေရများသည်ကိန်းကနဲများ၏ထူးခြားမှုများဖြင့်ပြည့်နေသည်ဥပမာဩဂုတ်လ၈ရက် 1988ခုနှစ်ကိုအတူကောက်ပြန်ရည်လျင်၈ရက်၈လ88ဖြစ်သည်။တနည်းအားဖြင့်ရှစ်လေးလုံးနှင့်သွားပြီးကိုက်ညီသည်။စစ်ဆိုးရသည်ကိုကနန်ကိုသူတို့အတွက်ကံကောင်းခြင်းနံပါတ်ဖြင့်မှတ်ယူလေးရှိသည်။တို့ဖြစ်ရာဘာလို့လို့ကိုနှင့်စားလျင်ပြက်သည့်နေ့ရက်များကိုသာဥစားပေးလှူဆောင်လေးရှိကြသည်။ဥပမာ1988ခုနှစ်စူပူအောင်ကြွမှုကိုနိုင်ငံတော်ညီဝတ်ပြည်ပြားမှုတည်ဆောက်ရေးအဖွဲ့သည်စက်တင်ဘာ18ရက်နေ့တွင် အာနာသိန်းချင်းဖြင့်ဏီကုံချုပ်စီခဲ့သည် စတင်မာလာဆိုဒီမှာကိုးလပိုင်းဖြစ်သည်ထိုနေ့ကိုကနန်းဖြင့်ပြန်ချကြည့်လျင်ကိုးအပေါင်း၁၈၂၈ဖြစ်ပြီး၂၈ဆိုဒီကိုပြန်တွက်လျင်နှစ်အပေါင်း၇၉၉ဖြစ်သည်တမရော်နေ့ကိုနှစ်စဉ်တတ္တရလမတ်လ28ရက်နေ့တွင်ကျင်းပလေရှိသည်မတ်လ28ဆိုဒီကိုလည်းကိန်းနှစ်ပြန်ချလျင်နှစ်အပေါင်း9ဖြစ်သည် 20ခုကို3ဖြစ်စာချင်းရလက်ကိုစုလိုပါသည်ဒေါ်ဆန်းစုကြည်ကို ပထမဆုံးနေအခြေချုပ်ချထားစဉ်က1989ခုနှစ်ဇူလိုင်20ရက်နေ့ဖြစ်သည် ထိုနေ့ကိုပြန်ပြီးကိန်းချကြည့်လျင်ဇူလိုင်20ခုနှစ်ပေါင်း20 20ခုဖြစ်ပြီး1989ကိုပြန်တွက်လျင်တပေါင်း9ပေါင်း10ပေါင်း20ခုဖြစ်သည်နှစ်ပေါင်းခုညီမြချင်း9ဖြစ်ပြီး9ခုပြန်ပေါင်းလျင်လည်း ဆက်ရှိဖြစ်ခါတစ်အပေါင်းရှိကိုးဖြစ်နေပြန်သည်စစ်ဘိုလ်ချုပ်ကြီးတို့ကကိုးကနန်းပေါ်အစွဲလန်းကြီးလှသည် reference nobel news for the king and ma lakin တော်ရရှင်များခင်ဗျာဒီကနေ့အတွက်အပိုင်းနှစ်ကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါ နောက်လာမယ့်အပိုင်း၃ကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းတော်ရရှင်များအားလုံးကျန်းမာပေးကင်းကြပါစေခင်ဗျာ။